အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတင်နေနေ့စဉ်သုံးထိုင်းစကားပြောနည်းကိုသင်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့မနေ့အိယာထားတာနဲ့ပြောလိရှိတဲ့စကားများကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်လုံးကအိယာကထသည်အိယာကထသည်ဆိုတာကိုလူကြထီနွန်လဲလူကြထီနွန်แล้ว lu zua cho nó tha là u biểu là không bị nó thi non zua cả ấy là biểu là lu cha thi non léo zua cả ấy là cả tha gì ấy là là zua là u từ rự yang từ rự yang nô bị zua là u từ léo từ léo là tay đào cổ lá na ล้างหน้าตัวไตดากูแปลงฟัน แปลงฟันจดี๋วเรายาเก้าเนี่ยมาเชาเลยพิดอราพยายามมาเทียปไปเลยแปลงแปลงฟันยีชูดากูอาบ น้ำอาบ น้ำจะรู้อาบสวยเนี่ยมาเลยไปซะไปยามเนี่ยน้ำสวยเนี่ยมาเลยไปซะไปยาวมาเทียบไปเลย อาบน้ำปอตัวละโกไปชิงไปชิงชิงตัวเราเราปอตัวละโกပြောတာဟုတ်ပြီเนาะကျွန်တော်တို့နောက်ထပ်နှစ်မျိုးလောက်ပြောလို့ရပါသေးတယ်ကျွန်တော်အဲ့ဒါကိုကျွန်တော် dictionary ထဲမှာသင်ပေးมาဖြစ်ပါတယ်ဒီชิงဆိုတဲ့စကားကကျွန်တော်တို့နေ့တိုင်းအသုံးများတဲ့စကားဖြစ်ပါတယ်ပိုင်ချီအေးအေးပါတော့ ပိုင်ဥပိုင်ဥကျွန်တော်တို့လူကြီးလေးနဲ့ပြောလို့ရှိရင်ကျွန်တော်တို့ခီလိုမသုံးပဲနဲ့ဥလို့ပြောရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့လူကြီးလေးနဲ့တထဲလေးနဲ့ခီလိုပြောလို့ရှိရင်အဲ့ဒါကရိုင်းရာကြပါတယ်ဟုတ်ပြီနော်ကျွန်တော်တငယ်ချင်းတွေနဲ့ပြောလို့ရပါတယ်ဒါပေမဲ့လူကြီးတွေနဲ့ပြောလို့ရှိရင်ပိုင်ဥဥဥကအေးပါတာကိုပြောတာဟုတ်ပြီနော်မနက်စာစားတာကို กินข้าวเช้า กินข้าวเช้ากาแฟเต้าดอกกินกาแฟกินกาแฟဟုတ်ပြီเนาะဒီနေ့သင်ခန်းစာကြတော့ဒီလောက်ပါပဲကျွန်တော်လာမယ့်သင်ခန်းစာမှာကျွန်တော်တို့မနေ့အိမ်ရထားတာလေအိမ်ကမထွက်မီပြောလေးပြောချင်းရှိတဲ့စကားများကိုသင်ပေးမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ